မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုင်ပွဲသတင်းကတော့ဖားကတ်မြို့နယ်စဲစဲမှာရှိတဲ့အင်အား၄၀၀ဝန်းကျင်ရှိတဲ့စစ်ကောင်စီနဲ့ SNA ပူးပေါင်းစကမ်းပန်ချေစကမ်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ၂ရက်နေ့ညနေ၅နာရီအချိန်ကချင်ပြည်နယ်ဖားကတ်မြို့နယ်စဲစင်းဒေသသခိုင်းတိုင်းအချမ်းမှာစစ်အင်အား၄၀၀ခန်းနဲ့ဖြန့်ခွဲထားတဲ့ရှစ်မျက်နှာဖျားခုံးစကမ်းကို၎င်းနိုဝင်ဘာလ၃ရက်နေ့မနက်9နာရီအချိန်မှာ ပန်းချဲစခန်းကို၎င်းတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဆယ်စင်းစခန်းနဲ့ပန်းချဲစခန်းတွေတင်းစီရမိတာအတည်ပြုပါတယ်။စစ်တပ်ကတေဆုံထိခိုက်စီးရင်တော့မရသေးပါဘူးလို့ KIA ရဲ့သတင်းရေးမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာဆယ်စင်းဒေသမှာစစ်ကောင်စီနဲ့ SNA ပူးပေါင်းစခန်းနှစ်ခုဆက်လက်ကြမ်းရှိနေသေးတဲ့အတွက်ဆက်လက်ပြီးတော့တိုက်ခိုက်နေစေဖြစ်တယ်လို့သိရပါတယ်။ KIA နဲ့ပူးပေါင်းတပ်များကအင်းတော်နဲ့မုံမောင်မြို့နယ်မှာလည်းစစ်ကောင်စီတပ်ရဲ့စခန်းများကိုတိုက်ခိုက်လျက်ရှိတယ်လို့ KIA ရဲ့သတင်းရေးမြစ်ထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖီမော်မြို့ကံဖတ်ရွာကို KIA ပူးပေါင်းတပ်များဝင်ရောက်လာတဲ့အချိန်ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ဝင်တရာကျော်က လက်နက်ချလင်းဝင်ခဲ့ပြီးတော့ပြည်သူများက KIA တပ်ဖွဲ့ဝင်များကိုကောက်ကောက်ဖြားဖြားကြိုးဆုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့ညနေပိုင်းမှာကချင်အထူးဒေသတက်ဖီမော်မြို့အရှိမြောက်ဘက်တရုတ်ကချင်နယ်စပ်မှာရှိတဲ့ကံဖက်ရွာကို KIA ပူးပေါက်တပ်များဝင်ရောက်လာတဲ့အချိန်ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့ဝင်အယောက်တရာကျော်ကလက်နက်ချလင်းဝင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကံဖက်ရွာကို KIA ကအပိတသိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။ ကံဖက်ရွာကိုဝင်ရောက်လာတဲ့ KIA ပူပေါင်းတပ်ဖွဲ့ဝင်များကိုလည်းဒေသခံပြည်သူများကတောင်းတောင်းဖြဖြကြိုးဆိုခဲ့ကြပြီးတော့အလင်းဝင်ရောက်လာတဲ့ပြည်သူ့စစ်အဖွဲ့ဝင်အယောက်တရာကျော်ရှိကလက်ရှိအချိန်မှာစစ်ဆဲမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကချင်အထူးဒေသတဲ့ဖီမော်မြို့အရှိမြောက်ဘက်တရုတ်ကချင်နယ်စပ်မှာရှိတဲ့ကံဖက်ရွာကိုနိုဝင်ဘာလ၄ရက်နေ့ညနေပိုင်းက KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ပိုက်ထိန်းချုပ်လိုက်ပါပြီ။ပြည်သူတွေကတော့မခုခံခိုင်းတော့ဘဲနဲ့လက်နက်ချလိုက်တဲ့သဘောပါ။ လက်နက်ချတာကအယောက်တရားကြောတဲ့ဒေသခံပြည်သူလူထုများကတော့ KIA တပ်ဖွဲ့ဝင်တွေကိုလိုက်လိုက်လဲလဲကြိုးဆိုခဲ့ပါတယ်ကံဖက်ရွာကတိုက်ပွဲမဖြစ်ဘဲနဲ့ပြည်သူစစ်တွေလက်နက်ချသွားတာအခုကြံတာဆိုလို့လမ်းဆယ်ပဲကြံတော့တယ်လမ်းဆယ်ပြီးရင်ကုန်ပြီကံပိုက်တွေပဲကြံမယ်လို့ KIA ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်အထူးဒေသတက်ပန်ဝါမြို့အခြေစားစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်နယ်နေသားဆောင်တပ်ရဲ့လက်ရှိခေါင်းဆောင်စခုံတိန်ရင်ရဲ့တားဖြစ်သူစခုံရင်းဆောင်ဟာတရုတ်နိုင်ငံဘက်ကိုဝင်ရောက်တိမ်းရှောင်တဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပန်ဝါမြို့ကို KI နဲ့တော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာစခုံရင်းဆောင်ဟာကံပိုက်တီနေဆက်ကနေတဆင်းတရုတ်နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီးတော့တရုတ်အာဏာပိုင်များရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်ကြောင်းကံပိုက်တီဒေသမှာရှိတဲ့သတင်းရင်းမြစ်များကပြောဆိုထားပါတယ်။သူအဖမ်းခံလိုက်ရတဲ့ကိစ္စကိုဥစခုံတရင်တို့ဘက်ကသတင်းဖုံးထားတယ်ပြီးတော့တရုတ်နဲ့ညှိပြီးတော့ပြန်ဆွဲထုတ်မယ်ဆိုတဲ့သတင်းမျိုးလည်းကြားတယ်။ဒါပေမဲ့စစ်ဆေးကြည့်လိုက်တော့သူကကြားဖြတ်လုပ်ငန်းတွေပါလုပ်ထားတဲ့ဟာတွေပါတော့တရုတ်ဘက်ကဒါကိုတော့ ခွင့်မလွတ်ပေးလောက်ဘူးထင်တယ်လို့ကချင်ပြည်နယ်မှာရှိတဲ့စီရေးသတင်းအမြစ်တူကပြောပါတယ်ကချင်ပြည်နယ်ကံပိုက်ဒီနယ်စပ်မှာရှိတဲ့သတင်းအမြစ်ထံကသိရတဲ့သတင်းအရလဲစခုံရင်းဆောင်ဟာတရုတ်နိုင်ငံဘက်ကိုထွက်ပြေးတဲ့အချိန်မှာဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်စခုံရင်းဆောင်နဲ့သူ့ရဲ့ဖခင်စခုံတိန်ရင်းဟာ ကျန်းခိုင်ရေးပါတီရဲ့လွှတ်တော်အမတ်ဟောင်းများဖြစ်ပြီးတော့စစ်ကောင်စီနဲ့လက်တွဲက KIA ကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစက်ခုံရင်းဆောင်ရဲ့ဖခင်စက်ခုံတင်ရင်းအပါအဝင်မိသားစုဝင်များဟာတရုတ်နိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့၎င်းတို့ထိန်းချုပ်စိုးမိုးခဲ့တဲ့ဒေသများထဲမှာကပ်ပိုက်ဒီနယ်ဆက်ဒေသတခုကလွဲပြီးတော့ကျန်တဲ့ဒေသအများစုဟာ KIA နဲ့တော်လိုင်းအတပ်များရဲ့လက်ထဲကိုကျရောက်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘန်လမော့ရွာလမ်းစုံမှာလမ်းကင်းယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စစ်ကားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့မိုးလယ်2:45မိနစ်ခန့်မှာဘန်လမော့ရွာလမ်းစုံမှာဇဝဲရွာအခြေဆိုင်အမှတ်996တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများလမ်းကင်းယူနေတဲ့အချိန်တနင်္သာရီပကဖဇုံ9ကတော်လိုင်းတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီနေ့မိုးလယ်3:33မိနစ်ခန့်မှာ ဘိတ်ကနေတနင်္သာရီမြို့နယ်ဘက်ကိုဥတီလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရိတ်ခါကလေးစီးကိုတနင်္သာရီဘက်ကဖဇုံသုံးတယ်ပူပေါင်းအဖွဲ့တို့ကရန်ဖုံရွာနဲ့ချောင်းညီကိုရွာကြားမှာထပ်မံမိုင်းဆွဲတက်ခတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒိဆုံးမှုရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားများကိုဘိတ်ကိုအရက်သားကားတွေနဲ့ပို့ဆောင်ခဲ့ကြောင်းတနင်္သာရီမြို့နယ်ဘက်ကဖကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာတလတာအတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာအကြမ်းဖက်စစ်ကောင်စီတပ်သား29ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ1ရက်နေ့ကနေပြီးတော့အော်တိုဘာလ31ရက်နေ့အထိ KNLA တပ်မဟာ9ပူးပေါင်းတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ အကြိမ်136ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား29ဦးသေဆုံးပြီးအယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်ရဲမှု2ဦး၊ဒူရဲမှု2ဦးနဲ့တပ်ခွဲမှု2ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ဘက်ဆိုင်ရာအဆောက်အဦ16လုံးနဲ့ စစ်မော်တော်ယာဉ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းမဲ့စစ်တပ်ရဲ့စစ်ဗျူဟာအရအေးပါတယ်။စခန်းတစ်ခုကိုလည်းအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တလတာအတွင်းမှာအကြမ်းမဲ့စစ်တပ်ကဝေဟင်တိုက်စစ်ကိုအုံပြုတ်ပြီးတော့ဘုံဒီ366လုံးကျဲချခဲ့ပြီးတော့ လေရင်ပစ်ဆက်တနတ်နဲ့လည်းအမြောင်များပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူများနေထိုင်တဲ့ခြေရွာများကိုလက်နက်ကြီးနဲ့44ကြိမ်ပြစ်ခတ်ခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့လူနေအိမ်၉လုံးဖျားကျောင်းဆောင်တဆောင်ကျောင်းထမင်းစားဆောင်တစ်ဆောင်၊မူကြိုကျောင်းတစ်ကျောင်း၊မူလာရန်ကျောင်းတစ်ကျောင်းနဲ့ကျောင်းဘော်ရာဆောင်တစ်ဆောင်တို့ထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်လေးလုံးထိခိုက်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၄ရက်နေ့မိုးလယ်2:40မိနစ်ခန့်မှာနောင်ချိုမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူပိုင်းနေအိမ်လေးလုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။နိုဝင်ဘာလ၄ရက်နေ့ကဘုံကျဲသွားတာပြည်သူတွေထိခိုက်မှုတော့မရှိပါဘူး။နေအိမ်လေးလုံးပျက်စီးသွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။အလားတူပဲနိုဝင်ဘာလ၁ရက်နေ့ကလည်းနောင်ချိုမြို့နယ်ဆမ်ဆဲချေးရွာနယ်တကြား ားဆက်ယုံတို့ကိုစစ်တပ်ကလေကြောင်းကနေ၃ချိန်ဘုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအခြားပြည်သူ၆ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတင်ခရိုင်မိဘမဲ့ပရဟိတအကြောင်းကကလင်းငယ်များအပါအဝင်ပြည်သူအယောက်60ခန့်ကိုဖမ်းဆီးသွားပြီးတော့အေးရွာလေးရွာမှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ24ရက်နေ့ကနေစပြီးတော့ဂျိုးပင်ကောင်းမြို့နယ်အရှိတ်ချမ်းမှာရှိတဲ့ခြေရွာများကိုဇီးကုန်းမြို့နယ်ဘော်ပင်ခြေရွာမှာအထိုင်ချတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကအင်အား120ခန်းနဲ့ခြေရွာများကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဝင်ရောက်စီးနှင်းပြီးတဲ့နောက်ဂျိုးမင်ကောက်မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်တပ်ခွဲ3နဲ့ထိတွေ့တိုက်ပွဲများအော်တိုဘားလ25ရက်နေ့အထိဇက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကထိခိုက်ကြဆုံးမှုများပြားခြင်းကြောင့်စစ်တပ်ကတခုတ်ပင်အင်တိုင်းကုန်းစေတော်ဦးတင်ခရိုင်ရွာရုံချောင်းအေးရွာလေးနဲ့ဥယျာဉ်ကြီးစတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခြင်းကြောင့် တောင်းတဲ့ချီတဲ့ဒေသခံပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဥယျာဉ်ကြီးရွာမှာပိတ်မိနေတဲ့ပြည်သူများကိုလည်းရိုက်နှက်ပြီးတော့လက်ပြန်ကြိုးတုပ်ကညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက်ပြည်သူ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အေးရွာလေးကလူနေအိမ်များဈေးဆိုင်များမှာရှိတဲ့အဖိုးတန်ပစ္စည်းများနဲ့ကုန်ကြောက်ကုန်စုံများကို မွေနောက်ရှာဖွေယူဆောင်သွားပြီးတော့နေအိမ်ဆယ်လုံးကိုလည်းမိရှုဖြတ်စည်းခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတင်ခရိုင်ရွာကိုလည်းဝင်ရောက်စီးနှင်ခဲ့ပြီးတော့ခြေရွာနေပြည်သူ၁၀ဦးနဲ့ကလေးငယ်၁၃ဦးကိုဖမ်းဆီးပြီးတော့ဇီးကုံမြို့နယ်ဘော်ပင်ခြေရွာကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။တင်ခရိုင်မိဘမဲ့စောက်ရှောက်ရေးပရဟိတဖုံးတော်ကြီးတင်စာတင်ကြောင်းကိုနိုဗ ెంబ ာလ၁ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကထပ်မံဝင်ရောက်လာပြီးကလေးငယ်၂၉ဦးကိုဖမ်းဆီးပြီးတော့လူသားတိုင်းပြစ်လုပြီး စစ်ကြောင်းပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်အခုတော့စစ်ကြောင်းကဆုတ်ခွာသွားပြီးဂျိုးပင်ကောင်းမျိုးဘေးမှာရှိတဲ့ဇီးကုံမျိုးအရှိတ်ဘတ်ချမ်းဘော်ပင်ရွာမှာအထိုင်ချထားတယ်မိဘမဲ့အကြောင်းကကလင်းငယ်အယောက်20ကျော်ကိုလူသားတိုင်းပုံစံမျိုးတုံးပြီးတော့ဖမ်းဆီးသွားတယ်တချို့ကိုပြန်လွှတ်ပေးတယ်တချို့ကိုလည်းဖမ်းဆီးခံထားရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ